အိမ်တို့ဤကျွေးဝခြင်းနဲ့ရောက်ရဲလျက်နေ၍ကိုရောဤချမ်းသာမြည်ကြီးကိုတောက်စီခြင်းကအခွင့်ပေးတော်မူ၏အကြောင်းမူကားကိုရောထံမှာအသက်ဆန်းရည်တွင်ရှိပါ၏အလင်းတော်ထဲမှာအကျွန်ုပ်တို့သည်အလင်းကိုရကြပါလက်ခုပ်တည်းပြရခင်တော်မှချီးမွမ်းရအောင်ပြောရအောင် the light အပင်တပင်ရဲ့အစာချက်ဖို့အဓိကအလိုဆုံးက the light ဟေးတင်းအတ္တတာအပင်တပင် ဖြစ်ဘုရားသခင်ကောင်းကြီးပေးခြင်းတဲ့အခါမှာတင်းကိုဒလိုက်နဲ့ချိတ်ဆက်လိမ့်မယ်လောင်းရည်အောက်မှာအမောင်ထဲမှာပေါက်နေတဲ့အပင်တပင်ကဘယ်တော့မှ ကြီးမထွားလောက်ညံ့အတီးတီးဝမပြောနဲ့သူခမကြီးဘူးတော့ဟိုဘုရားသခင်ကတင်းကိုစာဒမာနလောကရဲ့လောင်းရည်အောက်မှာမထားခြင်းတင်းကိုအလင်း သင်ကိုအလင်းပေးမယ်။ဟေးဘန်ကောက်မှာအလင်းရောက်လာပြီအဲ့ဒါ the light ပဲ။ the light နဲ့ချိန်ဆက်တဲ့သင်အသက်တာအသီးပွင့်နဲ့ဝေစာလိမ့်မယ်။ဝူး။အဲ့အလင်းနဲ့ထီတွေ့ရဲ့အပင်ရဲ့အသီးရွက်အရွက်လေးတွေရလေအလင်းနဲ့တွေ့လိုက်တာနဲ့ तू ကအစာချက်တယ်။တိရောခန်းကြီးတဲ့ငင်ငါထူနုကပတ်တော်၌ငါတို့သည်ကြားရ၍တင်တို့အားပြတတ်သောတရားစကားဟုမူကား။ ုရားသခင်သည်ဘုရားသခင်သည်ဘုရားသခင်သည်ဘုရားသခင်သည်ဟာလေလုယာအာမင်ဘုရားသခင်ကိုယ်တိုင်ကသင်ကြီးထွားဖို့သင်သီးပွင့်ဖို့အလင်းပေးမယ်သင်ဘဝတွေကမောင်မိုက်တွေကိုသူ့ရဲ့အလင်းနဲ့ဖယ်ရှားမယ်ပြောရအောင်ငါရဲ့အလင်းရောက်လာပြီအာမင်ဟေးသင်ဘဝမှာသီးပွင့်ဖို့ပဲရှိရဲ့ ာကြီးတိုးပွားလာဖို့ပဲရှိတယ်ဘယ်တော့မှမချောက်ခံဘူးအသီးတော်ယူအသီးမဟုတ်တော့အသီးနုနုကိုလှစင်စားရတယ်ဝါးချိုးတာကွာအဲ့ဒီဖျားပြင်ဆင်ထားတဲ့နှုတ်ကပတ်တော်တန်ရှင်တော်ဝိညာဉ်တော်နဲ့နေ့ရက်တိုင်းမှာချိတ်ဆက်ပြီးတော့သွားကြည့်တင်ဘောဘေရာကမှဖြည့်စီအောင်လုပ်လို့မရအောင် တင်ရတရတချာဝิญဉ်တော်ထဲမှာနှုတ်ကပတ်တော်ထဲမှာအမြဲတမ်းကြီးပွားပြီးတော့တည်ပွင့်လာမယ်။ဘာကြောင့်လဲဆိုတော့တင်ဟာကောင်းသောမြေမှာမျိုးစီချခံရပြီးတော့တန်ရှင်သောဝิญဉ်တော်ရဲ့မြင့်ရင်နဲ့ချိတ်ဆက်ခြင်းခံရတော့ကောင်းသောအပင်ဖြစ်တယ်။အာမင်။တင်ကိုဖျားသခင်အပင်တပင်ကဲ့သို့အသေးစိတ်ကအစာကြီးဆိုင်ပြီးပြုစုနေတယ်။